ါမဲ့ဩဂတ်စ်လကုန်ပိုင်းလောက်မှာထိုင်းမြန်မာနိုင်ငံဗီဇာမလိုပဲ14ရက်သွားလာခွင့်စတင်တော့မှာဖြစ်ပါတယ်။ခွန်ပါတာတင်ဆက်ထားပါတယ်ခင်ဗျာ။ထိုင်းမြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးပွဲတရာကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပပြုလုပ်ဖို့ရှိပြီးအစည်းအဝေးပွဲမှာနိုင်ငံဗီဇာမလိုပဲသွားလာခွင့်ပြုမဲ့ကိစ္စနှစ်ဖက်သဘောတူလက်မှတ်ရေးထိုးချုပ်ဆိုကြမှာဖြစ်ပါတယ်။ တကယ်လို့များဒီလကုံမှာတကယ်လို့အတီးပြုတ်ဖြစ်တယ်ဆိုရင်တော့မှကျမတို့အကောင့်ထဲပေါ်တာကနောက်လပိုင်းနေရှောက်သွားမှာပေါ့နော်ဩဂတ်စ်လဒီစက်တင်ဘာလဒီလတွေလောက်ကိုရောက်သွားမယ်လို့ထင်ပါတယ်အဲလောလောဆယ်ကတော့ဒါကသတင်းကောင်းပေါ့သတင်းကောင်းနေနဲ့ပြူတဘောဆောင်တဲ့သတင်းပေါ့ဒါနိုင်ငံတော်အစိုးရအတွက်လည်းကောင်းတဲ့သတင်းမှာနှစ်နိုင်ငံချစ်ချင်ရင်းနှီးရေးအတွက်လည်းကောင်းတဲ့သတင်းမှာခီးတော်လောကအတွက်လည်းကောင်းတဲ့သတင်းမှာအဲတိတိကျကျတိတိကျကျအမြင်မြန်ဆန်ဆန်ကောင်းထဲပေါ်နိုင်ရင်တော့အားလုံးအတွက်ကောင်းပါတယ် ။ဘာပဲပြောပြောဒီမြန်မာပြည်ကိုအများဆုံးဝင်တဲ့ရှီတောင်အာရှကလူမျိုးကိုအမားတို့ကဗီဇာနဲ့ပတ်သက်ပြီးတော့ကင်းလွတ်ခွင့်နေနောက်တစ်ခါလေကြောင်းပေါက်နေသွားရင်လုံးဝဗီဇာ free ရသွားတာမျိုးတွေဖြစ်တဲ့ခါကျတော့ဒါမတော်တော့တော်တော်ကောင်းတဲ့အနေထားပါဒီလူမျိုးပဲအခြားနိုင်ငံတွေမှာလည်းဆက်လက်ပြီးတော့ဗီဇာကိစ္စပွင့်လင်းသွားဖို့မျှော်လင့်ပါတယ်ဆိုလိုတာကစင်ကာပူဗီဇာလူမျိုးပေါ့နော်နိုင်ငံခြားရေးဝန်ကြီးဌာနကောင်စစ်ရေးရညွန်ကြားရေးမှူးဌာန ခေတ္တညွန်ကြာရည်မှုဂျိုဥစဉ်ဦးတို့ပါဝင်ဇွန်လ28ရက်နေ့နဲ့29ရက်နေ့တွေမှာပြုလုပ်မဲ့အစည်းအဝေးပွဲအတွင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေလက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။ထိုင်းမြန်မာလေဆိပ်ကတဆင့်သွားလာသူတွေအနေနဲ့ဆက်လက်ရက်စာဗီဇာမလိုပဲနေထိုင်သွားလာခွင့်ပြုကြောင်းအတည်ပြုလိုက်ပြီးဒုဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးတို့ကလက်မှတ်ရေးထိုးဖို့ဆုံးဖြတ်ထားပါတယ်။ဗီဇာမလိုပဲဆက်လက်ရက်ဝင်ထွက်သွားလာခွင့်ဟာထိုင်းနိုင်ငံလေဆိပ်ပေါင်း22ခုမှအကျုံးဝင်မယ်လို့သိရပါတယ်။ ်အဒီဆေးဝေးပွဲအတွင်းမှာဇွန်လ29ရက်နေ့မှာပဲထိုင်းနိုင်ငံချင်းပိုင်မြို့မှာမြန်မာကောင်စီဝန်ချုပ်ရုံးမှစတင်ဖွင့်လှစ်ဖို့ရှိပြီးဖွင့်ပွဲကိုနိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်ကြဖို့ရှိပါတယ်။